မင်္ဂလာပါရှင်ချင်းလင်းချန်နယ်သတင်းဌာနမှပြန်လည်ကြိုဆိုလိုက်ပါရစေ2025ခုနှစ်နိုဝင်ဘာလ6ရက်နေ့နောက်ဆုံးရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးတော့ပါမယ်ရှင်ဒီကနေ့တင်ဆက်ပေးမယ့်သတင်းကောင်းချက်တွေကတော့ CDF ဟာခါဂိတ်တိုက်ခိုက်ခံရလို့ရဲဘော်တအူးကြဆုံကြကနေဒီတောင်ကိုအကြံဖက်စစ်တပ်ကပြန်လည်ထိန်းချုပ်ကြအောက်တိုဘာလအတွင်းအကြံသားများအပါအဝင် လူပေါင်း229ဦးကို စေဝါကူတာပေးနိုင်ခဲ့တယ်လို့ CDF အရှူထုတ်ပြန်ကြ တောင်တမြို့ပေါ်ရှိစစ်တကိတ်စခန်းများကိုတိုးလှန်ရေးတပ်ကတပြိုင်နက်တည်းဝင်ရောက်တိုက်ခိုက်သိမ်းပိုင်မှုတွင်စစ်သား၃ဦးသေဆုံးပြီးစစ်တပ်ကစုခွာထွက်ပြေးသွားကြ။အာနာရှင်မင်းအောင်လှိုင်ကိုလက်နက်ကင်တိုက်ဖြိုချအမစ်ဖြတ်မှတိုင်းပြည်တည်ဆောက်နိုင်ပြီဖြစ်ပြီးတဖွဲ့တီးဖြင့်လုံမရဟု TNLA ဘူချုပ်တာဘုံကျော်ပြောကြားကြ။ စစ်ဘေးကြောင့်ဒုက္ခရောက်နေရတဲ့မြန်မာပြည်သူများကိုနိုင်ငံတကာကမိမထားကြရန်နဲ့ပြစ်မထားကြရန်ပုပ်ရဟန်းမင်းကြီးလီယိုကမြစ်တာရိတ်ခံထားကြောင်းတို့ပဲဖြစ်ပါရဲ့ရှင်။ CDF ဟာခခဲ့တခဲခံရလို့ရဲဘော်တို့အကြဆုံးတဲ့တရင်ကို တင်ဆက်ပြီးတော့ပါမယ်ရှင်။ ချင်းပြည်ဟာခမျိုးပေါ်အခြေစိုက်အကြံပစစ်တပ်ဟာယမနေ့နိုဝင်ဘာလ9ရက်နေ့ညနေပိုင်းမှာ CDF ဟာခဂိတ်တစ်ခုကိုဝင်ရောက်စီးနှင်းတိုက်ခိုက်ခဲ့ရာ CDF ဟာခမှရဲဘော်တဦးကြဆုံးသွားတယ်လို့တရင်ချင်းမြင့်များထံမှသိရှိရပါတယ်။အကြံပစစ်တပ်ဟာဟာခမတူပီလန်လော့ဂလုံဂျေးရွာအနီးက CDF ဟာခဂိတ်ကို မနေ့ညနေပိုင်းမှာရုတ်တရက်စစ်ကြောင်းထိုးတိုက်ခိုက်တာဖြစ်ပြီး နှစ်ဖက်ကြားပြစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားပြီးနောက်စစ်ကောင်စီတပ်သားများဟာဟာခဘက်ကိုပြန်လေတပ်ပြန်ဆုတ်သွားကြောင်းသိရှိရပါတယ် ကြက်စုံရဲပေါ်နဲ့နီးစပ်သူတို့ကမနေ့ကစစ်ကောင်စီစစ်ကြောင်းလာရေဆိုတာတည်ကြပါတယ်။အဲ့မှာနှစ်ဖက်ကြားတိုက်ပွဲဖြစ်ပွားပြီးတော့ CDF ဟာခါကရဲပေါ်တို့ကြီးစံထိပြီးတော့ကြက်စုံသွားတာပါ။အလောင်းတော်ရလိုက်ပါတယ်။လုံခြုံတဲ့နေရာမှာတကြူသွားဖို့ရှိပါတယ်လို့ချင်းလင်းချင်းတဲ့တရင်ဌာနတို့ပြောဆိုထားပါတယ်။သူ့မှာအမျိုးသမီးနဲ့ကလေးတွေလေးရှိပါတယ်။ရှေးဆက်ဘလို့လောက်ကြမှာလဲ။ တိုင်းပြည်အတွက်အသက်ပေးတာဆိုပေမဲ့အယံဝန်နေဖို့ကောင်းပါတယ်စစ်ကောင်စီအာနာမသိန်းခင်က သူကလူချစ်လူခင်ပေါ်များပြီးတော့သဘောထားကောင်းတဲ့သူပါသူ့ကိုဘယ်တော့မှမိနိုင်မှာမဟုတ်ဘူးလို့ဆက်လက်ပြောဆိုထားပါတယ်အကြံပေးစစ်တစ်စကြောင်းကြောင့်မနေ့ကလေးကလော့ကလုံးရွာခန့်များလဲဘေးလူရာကိုထွက်ပြီးကြတယ်လို့သိရှိရပါတယ်ရှင်ကနေဒီတောင်ကိုအကြံဖက်စစ်တပ်ကပြန်လည်ထိန်းချုပ်တဲ့တရင်ကိုတင်ဆက်ပေးတော့ပါမယ်ရှင်။ ချမ်ပီမြို့ပိုင်းဒီရင်မြို့နယ်ကနေရီတောင်စခန်းကိုအကြံဖက်စစ်တပ်ကပြန်လည်ထိန်းချုပ်ပြီးစခန်းချတက်ဆွေးထားတယ်လို့သိရှိရပါတယ်။ဒီရင်မြို့ကနေတိုင်ငင်ကျေးရွာဘက်ကိုစစ်ကြောင်းထိုးလာတဲ့အကြံဖက်စစ်တပ်ဟာစစ်ရေးအရာအချက်အချာကြားတဲ့ကနေရီတောင်ကိုမနေ့ကရောက်ရှိသွားပြီးပြန်လည်ထိန်းချုပ်လိုက်ကြလို့စစ်ရေးတရင်ချင်းမြစ်ကကြောပါတယ်။စစ်ရေးတရင်ချင်းမြစ်တခုကဒီရင်ဘက်ကနေတိုင်ငင်ဘက်ကိုထိုးစစ်ဆင်လာတာအကြံဖက်စစ်ကြောင်းဟာ ကနေဒီတောင်ကိုရောက်ရှိပြီးစခန်းပြန်ချခဲ့ပါပြီ။ဒီရင်အထက်မှာ CNDF နဲ့ PDF ဇော်လန်အဖွဲ့ဝင်ရှိပေမဲ့လည်းတိုက်ခိုက်ခြင်းမပြုဘဲတက်ဆုတ်ခဲ့တာကြောင့်အကြံပေးစစ်တပ်တွေကနေဒီတောင်တို့ချော့ချော့မွေ့မွေ့ရောက်ရှိသွားတာဖြစ်ပါတယ်လို့ VOC ကိုအတည်ပြုပြောဆိုထားပါတယ်။စကိုင်းတိုင်းကလေးမျိုးနဲ့ဒီရင်မျိုးအကြမ်းမှတရှိတဲ့ပေရှိထောင်ကျော် မြင့်မားတဲ့ကနေရီတောင်ပေါ်မှာရခိုင်ကအကြံဖက်စစ်တပ်စခန်းရှိခဲ့ပြီး PDF စုံလင်တပ်ဖွဲ့က2023ခုနှစ်နိုဝင်ဘာလ22ရက်နေ့မှာတိုက်ခိုက်သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။အကြံဖက်စစ်တပ်ဟာအောက်တိုဘာလကုန်ပိုင်းကဒီရင်မျိုးခလာရ269တည်ရင်ထဲကိုစစ်ရဟယင်ဖြင့်စစ်အင်အားနဲ့ လက်နက်ခေရံတွေဖြစ်တင်းခဲ့ပြီးနောက်ဒီရင်ကနေတိုင်းငင်ဘက်ကိုအင်အား200ဝန်းကျင်နဲ့ထိုးစစ်ဆင်ခဲ့ပြီးယခုအခါကနေရီတောင်စခန်းကိုပြန်လည်ထိန်းချုပ်နိုင်ခဲ့တာဖြစ်တယ်လို့သိရှိရပါတယ်ရှင်အောက်တိုဘာလအတွင်းအကြံသားများအပါအဝင် လူပေါင်း229ဦးကိုစေဝါကူတာပေးနိုင်ခဲ့တယ်လို့ CDF အရှိုးထုတ်ပြန်တဲ့သတင်းကိုတင်ဆက်ပေးသွားပါမယ်ရှင်။ မကွေးတိုင်းငဖေမြို့နယ်အတွင်းအကြံဖက်စစ်တပ်ကိုတုံလှန်ပြီးစစ်ရေးလှုပ်ရှားနေတဲ့ချင်းကပ်ကိုရေးတက်အရှု CDF အရှုကပြီးခဲ့တဲ့အောက်တိုဘာလတလအတိမှာဖမ်းဆီးထားတဲ့အကြံသားများအပါအဝင်229ဦးကိုစေဝါကူတာမှုပြုလုပ်နိုင်ခဲ့တယ်လို့နိုဝင်ဘာလ၄ရက်နေ့မှာ CDF အရှုတင်းကတရင်ထုတ်ပြန်လိုက်ပါတယ်။ပြီးခဲ့တဲ့အောက်တိုဘာလတလအတွင်း CDF အရှုတပ်ဖွဲ့ဝင်56ဦးအကြံသား104ဦး အယက်သား69ဦးနဲ့ရွှေလျာကူတာမှုဂျေးရွာလူနာအယောက်60တို့ကိုစေဝါကူတာမှုပေးနိုင်ခဲ့တယ်လို့ဆိုပါတယ်။ယခုလိုအယက်သားပြည်သူများအားစေဝါကူတာမှု ပေးနိုင်အောင်စေဝါအလိုတိကျပံ့ပိုးပေးကြတဲ့ပြည်တွင်းပြည်ပကဝန်ရံထုတ်ပြန်သူများကျေးဇူးတင်တယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ CDF အရှူတဖွဲ့ဟာလက်ရှိမှာအာရခတ်တော် AA အဖြစ်အခြားသောမဟာမိတ်တဖွဲ့များနဲ့ပူးပေါင်းပြီးငဖေမြို့နယ်အတွင်းရှိ အကြံဖက်စစ်တပ်နဲ့နေရီကန်ဗျူဟာကင်းစခန်းကိုပါဝင်တက်ခိုက်နေတဲ့အဖွဲ့အစည်းဖြစ်တယ်လို့သိရှိရပါတယ်ရှင်။ တောင်တာမြို့ပေါ်ရှိစစ်တပ်ကိစခန်းကိုတိုလိုင်းဤတက်ကကြပြိုင်နဲ့တေဝင်ရောက်တက်ခိုက်သိမ်းပိုင်မှုတွင်စစ်သား၃ဦးသေဆုံးပြီးစစ်တပ်ကစုခွာထွက်ပြီးတဲ့တရင်ကိုလည်းဆက်လက်တင်းဆက်ပေးသွားပါမယ်ရှင်။မန္လေးတိုင်းတောင်တာမြို့ပေါ်ရှိစစ်တပ်ကိစခန်းများကိုတိုလိုင်းဤတက်ကကြပြိုင်နဲ့တေဝင်ရောက်တက်ခိုက်သိမ်းပိုင်မှုတွင်စစ်သား၃ဦးသေဆုံးပြီး စစ်တပ်ကဆုတ်ခွာထွက်ပြေးသွားကြောင်းသိရှိရပါတယ်။ယမနေ့နိုဝင်ဘာလ9ရက်နေ့နာနေ6နာရီအချိန်တောင်တာမြို့ပေါ်တွင်ခြေကုပ်ယူထားတဲ့မချီယူကိတ်ဗီတာနိုတောင် ဇကြံအထွက်တန်လန်းကိန်းများကိုမင်းချန်ခရိုင်အမှတ်3တည်ရင်ကတပြိုင်နက်တည်းဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်းမချူယူကိရှိစစ်တပ်ကတိုးလိုင်းရေးတပ်များဝင်ရောက်ပစ်ခတ်တည်နဲ့အကြံအစိုင်းထွက်ပြေးသွားကြကြောင်းအဆိုပါဂိတ်တွင်ဘန်ကာ73လုံးရှိတော်လဲအလုံးထွက်ပြေးသွားကြောင်းဘန်ကာများအတွင်တည်ဆုံနေတဲ့ စစ်သား၃ဦးရဲ့အလောင်းများကိုတွေ့မြင်ခဲ့ရကြောင်းတရရရှိသူများစွာရှိနိုင်ပြီးစစ်တပ်ရဲ့ဘဏ်ကာများကိုမီးရှို့ဖျက်ဆီးနိုင်ခဲ့ကြောင်းမင်းချန်ခရိုင်အမှတ်၃တရမှတာဝန်ရှိသူကပြောဆိုထားပါတယ်အဆိုပါစစ်တပ်ဗန်ကာများကိုဖျက်ဆီးပေးခြေကုပ်ယူထိန်ထားနိုင်တော်လဲစစ်တပ်ကလေကြောင်းဖြင့်ပုံကျဲပါကမြို့ပေါ်ကနေပြည်သူမျာ ထိခိုက်မည်ဆိုရင်၍ဘန်ကာများကိုမိရှုဖြက်စီးပြီးပြန်လည်ဆုတ်ခွာသွားခဲ့ကြောင်းမင်းချန်ခရံအမှတ်3တရင်ကဆိုပါရယ်။ယင်းအပြင်ပီတာလုံးတောင်ပေါ်ရှိစစ်တပ်ကိုဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာစစ်သားများအလုံးထွက်ပြီးသွားကြောင်းပီတာလုံးတောင်ပေါ်တွင်စစ်တပ်ဘန်ကာစစ်နှလုံးရှိတဲ့အနက်ဘန်ကာစစ်တခုကိုတင်ပိတ်နိုင်ခဲ့ကြောင်းဇကြန်းအထွက်တန်လန်ဂိတ်ဝင်ရောက်တင်းစီချိန်တွင်ဘန်ကာအတွင်မှပြန်လည်ပစ်ခတ်၍ အပြန်အလှန်ပြစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်းဇကြန်းအထွတ်တန်လန်းဂိတ်ကိုမသိမ်းနိုင်ခဲ့တော့လေစစ်တပ်ကအဆိုပါဂိတ်နေရာမှထွက်ပြီးသွားချိန်တွင်တိုးလိုင်းတက်များလေပြန်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရှိရပါတယ်။မင်းချန်ကရင်အမှတ်၃တရက်မှတာဝန်ရှိသူတို့ကမျက်မြင်အလောင်းတွေ့တာကတော့မကြည့်ရမှတွေ့တယ်။ဂျန်နရီကတော့မတိရသေးပါဘူး။ပီတာနိုးတောင်ပေါ်မှာဒိန်းနိုင်ခဲ့တာဘန်ကစစ်တလုံးအထိဒိန်းနိုင်ခဲ့တယ်။ဂျန်နဲ့တလုံးက KM မလုံးလောက်လို့မဒိန်းနိုင်ခဲ့တာပါ။ တန်လန်းကိတ်ကဘန်ကာထဲမှာခံပစ်နေလို့အပြန်အလှန်ပြစ်ခတ်တဲ့ပွဲဖြစ်ခဲ့တာဇက်ကျန်ကိတ်ကတော့အယောင်ကြလောက်ပဲထိတွေ့မှုဖြစ်ခဲ့တာပါလို့ရန်ကုန်ခက်တဲ့တရင်ဌာနထံသို့အတည်ပြုပြောကြားထားပါတယ် အဆိုပါတိုက်ခိုက်မှုကိုမင်းချန်ခရင်အမှတ်3တရင်နဲ့ပူပေါင်းတပ်ဖွဲ့များကတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးရဲဘော်တဦးကြီးထိမှန်တန်ရာမစိုးရင်ရရရှိခဲ့ကြောင်းသိရှိရပါတယ်။မနေ့ကတိုက်ပွဲဖြစ်တာကတောင်တာမြို့ကနေနွားထူးကြီးဘက်ကိုအထွက်ဖြစ်တဲ့တောင်တာမြို့အဝင်ဂိတ်မကြီးယူဂိတ်ဒီမနက်တော့စစ်တပ်ကအဲ့နေရာဝန်းကျင်ကို ကြံလေနေရယူနေပြီလို့ဒေတာခံပြီးသူတို့ကပြောဆိုထားပါတယ်။တောင်တာမြို့ပေါ်ရင်စစ်တပ်ကရွေးကောက်ပွဲကျင်းပနိုင်ပြီးလုံခြုံရေးတိုးမြှင့်နေတော့လေတောင်တာမြို့နယ်အတွင်းကြေးရွာများအားလုံးကိုတိုးလိုက်ရေးတပ်များကစုံမထားပြီးမြို့ပေါ်ရင်သာစစ်တပ်ကအထိုင်ချတက်ဆွေးနိုင်တော့သည့်အခြေအနေဖြစ်ကြောင်းဒေတာခံပြီးသူများကပြောဆိုထားတယ်လို့သိရှိရပါတယ်ရှင်။အနာရှင်မင်းအွန်လိုင်းကိုလက်နက်ကင်တိတ်ဖြူချအနစ်ဖြတ်မှ တိုင်းပြည်တည်ဆောက်နိုင်ပြီဖြစ်ပြီးတဖွဲ့တီးဖြင့်လုံးလုံးမရဘူးလို့ TNL ဘူချုပ်ဒါပုံးကျော်ပြောကြတဲ့တရင်ကိုလေးဆက်လက်တင်ဆက်ပေးသွားပါမယ်ရှင်။အကြံဖက်အာနာရှင်မင်းအောင်ဟိုင်ကိုလက်နက်ကင်တိတ်ဖြိုချအနစ်ပြတ်မှတိုင်းပြည်တည်ဆောက်နိုင်ပြီဖြစ်ပြီးတဖွဲ့တီးဖြင့်လုံးလုံးမရကြောင်းတအောင် TNL ဘူချုပ်ဒါပုံးကျော်ကပြောဆိုထားပါရယ်။ အောက်တိုဘာလထုတ်ဝေတဲ့ TNLA တရင်နဲ့ပြန်ကြားရေးဌာနရဲ့စာဆောင်အတွင် TNLA မှဘူချုပ်တာပွန်ကျော်ရဲ့မိန့်ခွန်းကိုဖော်ပြထားကယင်းမိန့်ခွန်းမှာတအောင်လို့ Academy ကျောင်းစင်ပွေတွင်ပြောဆိုခဲ့ခြင်းဖြစ်ပါတယ်။တောက်ရတွင်ယင်းကျောင်းစင်ပွေကိုမိသည့်အချိန်ကပြုလုပ်ခဲ့သည်ကိုဖော်ပြထားခြင်းမရှိပါဘူး။ဘူချုပ်တာပွန်ကျော်က1027စစ်စင်ရဲ့အတွက် ရလက်အဖြစ်မြို့များတင်နိုင်ခဲ့ကြောင်းမြောက်နိုင်ကိုယူယူဆန္ဒပြယုံဖြင့်မြန်မာနိုင်ငံကိုတိဆောက်ရင်းနဲ့မြောက်နိုင်ပြုကြရေးမဖြစ်နိုင်ကြောင်းလက်ရှိချိန်တွင်မြောက်နိုင်ကိုလက်နက်ကင်တိတ်ပြီးဖြိုချယုံသာရှိကြောင်းအာနာရှင်အမည်ဖြတ်ပြီးမှဒိုင်းပီတီဆုံ၍ရမည်ဖြစ်ကြောင်းပြောဆိုထားပါသည်1027 operation ကိုအကောင့်အထည်ပေါ်တဲ့အချိန်မှာယခုလိုရလက်တွေကတမျိုးပြီးတမျိုးတင်နိုင်တယ်ဒါကြောင့်မလို့ မြောင်းနိုင်ကိုကျွန်တော်တို့ UU ဆန္ဒပြယုံနဲ့မြောင်းနိုင်ပြုကြဖို့မြန်မာနိုင်ငံကို တိဆောက်ဖို့ UU ဆန္ဒပြယုံနဲ့တော့လန့်သွားမယ်မထင်ပါဘူး။ တာပြီးတော့တွေ့ဆုံဆွေးနွေးရင်းချမ်းရင်းဆွေးနွေးပွဲတွေလုပ်ပြီးတော့နီလာခန့်တွေလုပ်ခဲ့တယ်။ယခုတော့အာလုံရှင်းကုန်ပြီးဒီကောင်ကို လက်နဲ့ကင်တိတ်ပြီးဖြူချယုံပဲရှိတော့တယ်။အာလုံ balance လုံးမှာပဲအာနာရှင်အမြင့်ဖြတ်တိုင်းပြည်တည်ဆောက်လို့ရမယ်။ဘယ်အချိန်ထိကြာမလဲကျွန်တော်တို့ပြောလို့မရဘူး။မဖြစ်နိုင်ဘူးလားမေးရင်တော့ကျွန်တော်တို့ဖြစ်နိုင်အောင်ကြိုးစားမယ်။ကျွန်တော်တို့အားထိတ်မယ်။တဖွဲ့လေးဖြတ်အောင် လုံးလုံးမရဘူးလို့ဖူချုပ်တာဘုံကျော်ကပြောဆိုထားပါတယ်။ TNLA အနေနဲ့ NUG PDF များနဲ့ချိတ်ဆက်အလုပ်လုပ်ခဲ့ပြီးမေဦးတိုလိုင်းရင်းနဲ့လည်းချိတ်ဆက်ခဲ့ကြောင်းရဲအပင် TMP TCSO ကိတုတ်သောတအောင် CSO များနဲ့ပူးပေါင်းပြီး TPCC ထအောင်အမျိုးသားအတိုင်းပင်ခံကောင်းစွေကိုလေးဖွဲ့စည်းနိုင်ခဲ့ကြောင်း၎င်းကဆိုပါရယ်စစ်အာဏာရှင်မင်းအောင်လှိုင်ကိုဝိုင်းတိုက်ရင်ဖြင့်တစ်ဖက်တွင်လည်းတင်ပိတ်ထားတဲ့ဒေသများတွင် အုပ်ချုပ်ရေးတရားစီရင်ရေးဥပဒေပြုတ်ရေးကာကွယ်ရေးများကိုပင်ဆင်သွားရမည်ဖြစ်ကြောင်း၎င်းကဆက်လက်ပြောဆိုထားပါတယ်။မြန်အောင်နိုင်ကိုကြအောင်ဝိုင်းတိုက်ရမယ်။ဒါပေမဲ့ဒီလိုဝိုင်းတိုက်ကြိုးစားနေတဲ့အချိန်မှာငါတို့ရဲ့ society ငါတို့ရဲ့ဒေသကိုငါတို့အတက်နိုင်ဆုံး justice ready ဖြစ်အောင်ကြိုးစားရမယ်။ငါတို့စီမံအုပ်ချုပ်နေရတဲ့အုပ်ချုပ်ရေး တရားစီရင်ရေးဥပဒေပြုတ်ကြီးကကွေရေးကအစာအတက်နိုင်ဆုံးတော့ငါတို့လိုချင်တဲ့ပုံစံဖြစ်အောင်တည်ဆောက်မယ်လို့မိုးချုပ်တာဘုံကျော်ကပြောဆိုထားပါတယ်။ယခုအခါတွင်မူတရုတ်ရဲ့ဂျာဝင်စစ်ဆင်မှုနဲ့အောက်တိုဘာလ29ရက်နေ့မှာစတင်၍ TNLA ကအကြံဖက်စစ်တပ်နဲ့အပြည့်ရစေလိုက်ပြီးမိုးကုတ်နဲ့မုံမိတ်မြို့များမှပြန်လည်ဆုတ်ခွာရန်လည်းသဘောတူညီထားပြီးဖြစ်ကြောင်းသိရှိရပါတယ်ရှင်။ စစ်ဘေးကြောင့်ဒုက္ခရောက်နေရတဲ့မြန်မာပြည်သူများကိုနိုင်ငံတကာကမိမထားကြရန်နဲ့ပြစ်မထားကြရန်ပုပ်ယဟန်မင်းကြီးလီယိုကမေတ္တာရိုက်ခံထားတဲ့တရင်ကိုလေးဆက်လက်တင်ဆက်ပေးတော့ပါမယ်ရှင်။ပြည်တွင်းစစ်ဘေးကြောင့်အတ္တိဒုက္ခရောက်နေရတဲ့မြန်မာပြည်သူများကိုနိုင်ငံတကာကမိမထားကြရန်နဲ့ပြစ်မထားကြရန်ပုပ်ယဟန်မင်းကြီးလီယိုကမိန့်ကြားမေတ္တာရိုက်ခံလိုက်ပါတယ်။ ယမနေ့နိုဝင်ဘာလ9ရက်နေ့စိန့်ပီတာယဉ်ပင်တွင်ပြုလုပ်တဲ့အပတ်စဉ်ဆုတောင်းပွဲတွင်ပုပ်ယဟန်မင်းကြီးလီယိုကအထက်ပါအတိုင်းမိန့်ကြားမေတ္တာရခိုင်ခေချင်းဖြစ်ပြီးနိုင်ငံတကာအတိုင်းအဝိုင်းအနေနဲ့ပြည်တွင်းစစ်နဲ့လူသားချင်းစာနာထုတ်ထားမှုဆိုင်ရာလိုအပ်ချက်များကြောင့်ဒုက္ခရောက်နေရတဲ့မြန်မာနိုင်ငံသားများကိုမစွန့်ပြစ်ရန်နဲ့မိမထားကြရန်အကူအညီများပေးကြရန်နဲ့ဆုတောင်းပေးကြရန်မေတ္တာရခိုင်တိုက်တွန်းခဲ့ပါတယ် ကဘာဒေတာအတီတီမှာလက်နက်ကင်ပြိပခါရီကြောင့်ဒုက္ခရောက်နေရတဲ့သူတွေအတွက်ဆုတောင်းပေးဖို့ကျွန်တော်နဲ့အတူပါဝင်ဖို့ဖိတ်ခေါ်လိုပါတယ်။ကျွန်တော်အနေနဲ့မြန်မာနိုင်ငံအကြောင်းအထူးစဉ်းစားနေပြီးနိုင်ငံတကာအတိုင်းဝိုင်းအနေနဲ့မြန်မာပြည်သူတွေကိုမမေ့ဖို့နဲ့လိုအပ်တဲ့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီတွေပေးအပ်ကြဖို့တိတ်တွန်းပါတယ်လို့ပုတ်ရဟန်းမြင့်ကြီးကဝပြုဆုတောင်းပေး တရောက်လာသူဖျားဖူးထောင်ပေါင်းများစွာရှိတွင်မိန့်ကြခဲ့ပါသည်။လက်နက်ကင်ပရိပခများအတင်းအကျပ်နေရာရွှေ့ပြောင်းခံရခြင်းနဲ့အခြေခံအရင်းမြစ်များချူတက်ခြင်းတို့ကြောင့်ဆက်လက်ဒုက္ခခံစားနေရတဲ့မြန်မာပြည်သူများအတွက်လီယိုကစိုးရင်ပူပန်ကြောင်းထုတ်ဖော်မိန့်ကြခဲ့ပါသည်။ကုလသမဂ္ဂရဲ့ခန့်မှန်းချက်အရမြန်မာနိုင်ငံရဲ့အခြေအနေမှာ ကပ်ဘေးကြီးအစင်တို့ရောက်ရှိနေပြီး2025ခုနှစ်တွင်လူပေါင်း20သန်းနီးပါးအကူအညီလိုအပ်မည်ဖြစ်ကြောင်းပြည်သူ3.5တန်ခန့်သည်ပြည်တွင်း၌ဥမေအင်ငယ်ဖြစ်ခဲ့ရပြီးလူအများစုမှာမတီမငင်ဖြစ်နေတဲ့အခြေအနေများတွင်နေထိုင်ရကြောင်းသိရှိရပါတယ်။ယခုနှစ်မတ်လတွင်မြစ်ရှင်လှုပ်ခတ်မှုကိတ္တသောတဘာဝဘေးအန်ဒရီများနဲ့နိုင်ငံတကာရန်ပုံငွေအကန့်အသတ်ရှိခြင်းကြောင့် မြန်မာပြည်သူများရဲ့အခြေအနေမှာပုံမှန်ဆိုးရွားလာခဲ့ကြောင်းသိရှိရပါတယ်။ဟုတ်ရဟမင်းကြီးရဲ့မြန်မာနိုင်ငံအတွက်ဆူတောင်းချက်များဟာကမ္ဘာအဆိုးရွားဆုံးလူသားချင်းစာနာထုတ်ထားမှုအချက်အလက်များထဲမှတစ်ခုကိုရင်ဆိုင်နေရခြင်းတွင်ပေါ်ပေါက်လာခဲ့ပါတယ်။ဒီမိုကရေစီနည်းကြရေကောက်တင်ဖြောက်ခံထားရတဲ့အစိုးရကိုဖြုတ်ချတဲ့အာနာတိန်ဖို့ဖြင့်စစ်တပ်ကအာနာတိန်ပြီး၅နှစ်မီပါအကြာတွင်ပြည်တွင်းပဋိပက္ခကြောင့် လူထောင်ပေါင်းများစွာတည်ဆုံခဲ့ရပြီးဖြစ်ပါတယ်။၂၀၂၁ခုနှစ်တွင်အာနာသိမ့်မှုကိုစန့်ကျင်တဲ့လူထုဆန္ဒပြပွဲများကိုစစ်တပ်ကအကြမ်းဖက်နှိမ်နင်းတပြက်လက်နက်ကင်တိုးလှိုင်ရေးပို့ပေါက်လာကစစ်တပ်ကိုတိုင်းရင်းသားများနဲ့ဒီမိုကရေစီလူလာတဲ့ပြည်သူများလက်နက်ကင်တက်ခဲနေကြခြင်းဖြစ်ပါရဲ့ရှင်။ဒီကနေ့တင်ဆက်ပေးမယ့်သတင်းစီစဉ်ကိုတော့တလောင်းနဲ့ပေးကြနာတော့ပါမယ်ရှင်။ ချင်းလန်းချန်တဲ့တရင်စီစဉ်ကိုကြည့်ရှုအားပေးနေတဲ့သူတိုင်းကိုစိတ်နှပြချမ်းမွှင်လန်းပြီးမေးရန်ခက်တဲ့ကင်းဝင်နိုင်ကြပါစေရှင်။